ဥခါမှာကပပေါ်မှာစစ်အင်အားပြိုင်ဆိုင်လာတာနဲ့မြကပပေါ်ကအင်အားကြီးဆုံးစစ်တပ်တွေကပြည်နိုင်ငံနေလဲဆိုတဲ့အစီအုံဖော်ပြတော့မှာဖြစ်ပါတယ်။ဒီစင်းဟာလက်နက်အင်အားစစ်တီအင်အားခင်မီနီပညာနဲ့ကကွေ၃စီစရာတွေကိုအခြေခံပြီးတော့နှစင်ပြောင်းလဲရှိပါတယ်။အရှိမရောအမေရိကန်၊ရုရှား၊တရုတ်၊အင်ဂျီယန်နဲ့မြောက်ကိုရီးယားနိုင်ငံတို့ဟာဟိဆုံ၅နိုင်ငံဆင်မှာပါဝင်နေပါတယ်။ဒီနိုင်ငံတွေကစစ်ရေးဆွဲရင်နဲ့စစ်လက်နက်ပစ္စည်းတွေမှာတခြားနိုင်ငံတွေထက် အများကြီးတာလွန်နေရတွေ့ရပါတယ်။ပထမဆုံးနိုင်ငံအနေနဲ့ American ပြည်ထောင်စုဖြစ်ပါတယ်။ American ပြည်ထောင်စုဟာကမ္ဘာပေါ်မှာအင်အားကြီးဆုံးနဲ့ဆွမ်းအားရှိဆုံးစစ်တပ်ကိုပိုင်ဆိုင်ထားပါတယ်။သူတို့ရဲ့ကာကွယ်ရေးသုံးစိတ်ဟာတစ်နှစ်ကိုဒေါ်လာ trillion နီးပါးလောက်ရှိပြီးတော့တခြားနိုင်ငံတွေရဲ့ကာကွယ်ရေးသုံးစိတ်အားလုံးပေါင်းတစ်ထပ်ပိုများပါတယ်။ American စစ်တပ်မှာခင်မီဆောင်လေချောင်းရံကခွေစင်တီစစ်တင်မော်ရီလေရင်တင်တင်မော်ရီနဲ့စစ်လေရင်တွေရှိပါတယ် စစ်တီအင်အားထကြစာထန်ဆောင်နေတဲ့စစ်တီတက်တမသုံးနှံကျော်နဲ့အရင်စစ်တီ၈သိန်းကျော်ရှိပါတယ်။နက်နက်အင်အားကတော့ကမ္ဘာအကြီးဆုံးလေတပ်နဲ့အရေးတက်ကိုပိုင်ဆိုင်ထားပါတယ်။ F35 တိုက်လေယာဉ်နဲ့လေယာဉ်တင်သင်္ဘောစစ်တပ်စင်နဲ့နျူကလ িয়ার လက်နက်အမြောက်များရှိပါတယ်။ဤပညာအနေနဲ့ drone ဤပညာအကာသဆိုင်ရာစစ်ရေးဤပညာနဲ့ cyber warfare cyber စစ်ပွဲဤပညာရဲ့မှာအထူးကင်မိပါတယ်။ဒုတိယနိုင်ငံကရုရှားပဲဖြစ်ပါတယ်။ ရုရှားနိုင်ငံအဆင့်အားကြီးမှဆုံးတမိုင်းကြောင်ရှိပြီးတော့အမေရိကန်နဲ့တန်းတူစင်ခေါ်နိုင်တဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ရုရှားရဲ့စင်အားလီတာကုန်တက်တင်နေရေးထက်မှထင်ရှားပါတယ်။စစ်တီအင်အားကတော့တသန်းကျော်နဲ့အရင်စစ်တီနှစ်သန်းဒီပါရှိပါတယ်။နန်းနဲ့အင်အားအနေနဲ့ T14 Amtrak တင်ကားလို Kimmy တင်ကားရဲ့ SU57 တိုင်းလေအနေနဲ့နျူကလ িয়ার လက်နက်အများများရှိပါတယ်။ဤပညာအနေနဲ့ရောအတန်ထက်မြန်တဲ့ hypersonic ဒုံးကြီးဤပညာနဲ့ ေချောင်းရံကခွေစနစ်တွေဖြစ်တဲ့ S400 လို့နည်းပညာရေးမှာတိုးတက်နေပါတယ်။တကြီးကတော့တရုတ်ပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကဒီမြန်စွာတိုးတက်လာနေတဲ့စီးရီအင်အားစုဖြစ်ပြီးတော့မကြမီမှာအမေရိကန်ကိုကျော်လွန်သွားနိုင်ခြင်းရှိပါတယ်။စီးရီတုံးစီကိုနှစ်ဆင့်တိုးမြင့်ပြီးတော့စီးရီနည်းပညာရေးမှာလည်းယင်းနည်းမျိုးနမှုတွေအများကြီးလှုပ်ဆောင်နေပါတယ်။စစ်တီအင်အားကတော့တောင်ထမ်းဆောင်နေတဲ့စစ်တီနဲ့တန်းကျော်ရှိပြီးတော့ကမ္ဘာအကြီးဆုံးစစ်တပ်ဖြစ်ပါတယ်။ တဲ့နဲ့အင်အားကတော့ J20 တိတိုက်လျင်နေ Tight 055ဖြတ်တင်မော်ရီနဲ့ Kimi Temori ရှိပါတယ်။နီးပညာအနေနဲ့ Quantum နီးပညာ AI နီးပညာနဲ့အာကာသဆိုင်ရာစည်ရင်နီးပညာတွေမှာတိုးတက်မှုအများကြီးရှိပါတယ်။နောက်ထပ်နိုင်ငံကတော့ India ဖြစ်ပါတယ်။ Area အားတရုတ်နဲ့ Pakistan တို့လိုမျိုးအင်ဒီချန်နိုင်ငံတွေနဲ့နေနမိန်ပဏိပခတိချောင်းကကွယ်အင်အားကိုအလေးပေးတိုးချဲ့နေတဲ့နိုင်ငံတစ်နိုင်ငံမှာ Korea စစ်တပ်ဟာအရှေ့လေပိုင်းနဲ့အာရှဒေသမှာအင်အားအကြီးဆုံး စစ်တပ်တွေလည်းတခုဖြစ်ပါတယ်။စစ်တီအင်အားအနေနဲ့တက်ကြွစွာတာဝန်ထမ်းဆောင်တဲ့စစ်တီတသက်သမ၄တန်းကျော်နဲ့အရင်စစ်တီနှစ်သက်သမတသန်းရှိပါတယ်။နနက်အင်အားကတော့ SU-30MKI တိုက်လေနဲ့ IS Vanguard လို့တိုက်လေရင်တင်တင်မိုရီနဲ့နျူကလ িয়ার လက်နက်တွေရှိပါတယ်။ဒီပညာအနေနဲ့ဒေတာတွင်ပြင်မှတ်တွေကိုတခါခဲ့တဲ့ Ramos လို့တုံးချီနီစနစ်တွေနဲ့အင်ရင်းဖြစ်စလက်နက်ပစ္စည်းတွေကိုတီထွင်ထုတ်လုပ်နေပါတယ်။ နောက်ဆုံး၅နိုင်ငံမြောက်ကတော့မြောက်ကိုရီးယားပဲဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံကတော့စစ်အင်အားကိုအဓိကထားပြီးတော့ကောက်ွယ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။စစ်အင်အားနဲ့ပတ်သက်ပြီးတော့တည်ငြိမ်ချက်လက်တွေကန့်သက်ချက်တွေရှိပေမဲ့သူတို့ရဲ့စစ်အင်အားကမ္ဘာထိပ်တန်းစီးရင်မှာပါဝင်နေပါတယ်။စစ်တီအင်အားကတော့တောင်ထန်းဆောင်နယ်စစ်တီတက်တမတက်တန်းကျော်နဲ့အရန်စစ်တီ6သိန်းနီးပါးရှိပါတယ်။တနက်အင်အားကတော့ဒုံးကြီးတွေနျူကလ িয়ার လက်နက်တွေနဲ့ရိုးရာလက်နက်တွေအများများရှိပါတယ်။ ။ဤပညာကတော့တာဝဲပြစ်တုံးကြီးဤပညာနဲ့နျူကလ িয়ার လက်နက်တွေတချင်ထုတ်လုပ်မှုကတော့သူတို့ရဲ့အဓိကဆန်အားဖြစ်ပါတယ်။ဤကုန်ချုပ်အနေနဲ့ကတော့ပြည်နိုင်ငံတွေကစစ်ရင်အားနဲ့စစ်ရေးဆန်ဆောင်ရေးတွေမှာအထူးသဖြင့်တာဝန်နေရာကိုတွေ့ရပါတယ်။ဒါပေမဲ့စစ်တပ်တစ်ခုရဲ့အင်အားကိုတိုင်းတားမှာဗဏ္ဍာအရေးအတွက်နဲ့စစ်တီအင်အားတစ်ခုကိုချစ်လို့မရပါဘူး။စစ်တပ်ရဲ့လေ့ကျင့်မှုတွေစစ်တီတွေရဲ့ကျွမ်းကျင်မှုနဲ့စစ်တပ်ကိုဦးဆောင်နိုင်တဲ့နိုင်ငံရေးကောင်စားမှုတွေပါလေအရေးကြီးပါတယ်။ ီနိုင်ငံတွေကကမ္ဘာနိုင်ငံအရေးမှလည်းအခက်အခဲတွေပေါနေကြပါတယ်။ဒီရှုနာစင်ပြည်သူအားလုံးနဲ့ချစ်စစ်တင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာများကိုလည်းရှာဖွေတင်ဆက်ပေးသွားပါဦးမယ်။